မင်္ဂလာပါကချုံဝိသတင်းဌာနကအပတ်စဉ်သတင်းလာနေရနေတောက်ကြနေဒီညနေခင်းတိုင်းတင်ဆက်တော်မယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးတော့မယ့်သတင်းအစီအစဉ်တင်ဆက်သူမယ်ဆမ်မဖြစ်ပါတယ် မမောင်မြို့တင်တိုက်ပွဲကြောင်းထွက်ပြေးခဲ့ရတဲ့စစ်ရှောင်းတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။စကိုင်းတိုင်းမမောင်မြို့အနောက်ပိုင်းကနေတင်ရှောင်းလာတဲ့ပြည်သူတွေအတွက်တလန်ရေးအဖွဲ့တွေကစေဝါတွေထောက်ပံ့ပေးနေပေမဲ့တကိုးရီအသုံးဆောင်ပစ္စည်းတွေလူတန်းပေးဖို့တောင်းဆိုခြင်းနဲ့လို့စင်ရေးတည်ရင်းမြေတအုပ်ကဆိုပါတယ်။အဝတ်တထဲကိုတခုဆိုတော့အကုန်လုံးလိုနေတာကျွန်တော်တို့ကစီးဝါတွေပဲပါလာလို့လေလို့ပြောပါရယ်။စောင်းဝင်လာပြီဖြစ်တာကြောင့်အနှွေးတဲ့နဲ့စောင်းအစားရှိတဲ့အသုံးဆောင်ပစ္စည်းတွေအပြင်အမျိုးသမီးလာစင်သုံးပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ဆိုပါရယ်။ မောင်မြို့နယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပကဖပအဖနဲ့ပလာဖအဖွဲ့တွေအနေနဲ့လည်းဆစ်ဆောင်တွေကိုကူညီထောက်ပံ့ပေးနိုင်ခြင်းမရှိတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။မောင်မြို့နယ်ဟာရွှေတူးဖုံမှုလုပ်ငန်းကိုအဓိကလုပ်ကိုင်နေတဲ့ဒေသလည်းဖြစ်ပါတယ်။မောင်မြို့ဒိန်တိုက်ပွဲကိုစက်တင်ဘာ15ရက်နေ့ကစတင်ခဲ့ပြီးစက်တင်ဘာ20ရက်နေ့မှာတော်လိုင်းရေးအဖွဲ့တွေကအပြည့်အသက်တင်ပါရရှိခဲ့ပေမဲ့စစ်ကောင်မရှင်နဲ့ရှမ်းနီပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကစစ်ကြောင်းဆက်ထိုးနေတဲ့အတွက်တိုက်ပွဲနဲ့စစ်ရေးမတည်ငြိမ်မှုတွေဆက်လက်ဖြစ်ပွားနေကြောင်းသိရပါတယ်။ PSLF DNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တွေကိုစစ်ကောင်မရှင်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရပ်ပေါင်း23ရက်အတွင်းအရသာ48ဦးတေဆုံးခဲ့တယ်လို့ဒီကနေ့ထုတ်ပြန်ထားပါတယ်။အော်တိုဘာ၁ရက်နေ့ကနေ23ရက်နေ့အထိစစ်ကောင်မရှင်တပ်ကလေကြောင်းနဲ့မန်တုံမြို့မှာ၂ကျင်း၊ကြောင်မဲမြို့မှာ၃ကျင်း၊တီဘောမြို့မှာ၆ကျင်း၊မိုင်းငေါမြို့မှာ၃ကျင်း မိုင်းလုံမြို့မှာ၄ကျင်း၊နန်းဆန်မြို့မှာ၆ကျင်း၊နမ်မတူမြို့မှာ၆ကျင်း၊မိုးမိန်မြို့မှာ၃ကျင်းနဲ့မိုးဘုံမြို့မှာ၄ကျင်းစုစုပေါင်း35ကျင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ PSLF ရဲ့အနလီယာထုတ်ပြန်ထားပါတယ်။ အဆိုပါလေချောင်းကနေပုံကျဲမှုတွေကြောင့်ကလေး၁၀ဦးအမျိုးသား၁၆ဦးနဲ့အမျိုးသမီး၂၁ဦးစုစုပေါင်း၄၈ဦးတေဆုံးခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်ကလေး၂၄ဦးအမျိုးသား၁၉ဦးအမျိုးသမီး၁၈ဦးတန်ကာရော၂ပါးစုစုပေါင်း၆၃ဦးလို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၁၆၆အိမ်စာသင်ကျောင်း၅ကျောင်းဘုန်းကြီးကျောင်း၆ကျောင်း ၊ကျောင်းဆောင်၈ဆောင်၊အဆောက်အဦ၆ခု၊စိုင်ခန်း၅ခန်း၊လက်ဖက်စက်ရုံ၃ရုံ၊စိုင်ကယ်၄စီးနဲ့ကား၁၀စီးအထိမှန်ပျက်စီးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ ပြီးခဲ့တဲ့2024ခုနှစ်တသုံးရနှစ်ခွန်ဒုတိယပိုင်းမှာတင်ပိုင်နိုင်ခဲ့တဲ့နောင်ချိုကြောက်မင်းတဲ့ဒီဘောမျိုးတွေကိုယခုနှစ်ဇူလိုင်လထဲမှာနောင်ချိုအော်တိုဘာလထဲမှာကြောက်မင်းတဲ့ဒီဘောမျိုးတွေကိုစစ်ကော်မရှင်တပ်ကပြန်လည်တင်ပိုက်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်တပ်ဟာတရန်တလီထိန်းချုပ်ထားတဲ့မိုးဘိုးမျိုးကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားနေပြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တဘေးကျင်းဘက်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုတော့ဒီမှာပဲညံလာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေ။ လို့ဆိုတော့မြေတာပို့သားလိုက်ပါတယ်